်မင်္ဂလာပါရှင် NDA သတင်းဌာနရဲ့ဒီကနေ့စတေမလာစတိုင်ရနေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီမြေသွက်သူကြားသတင်းတွေတဲ့ကိုဘာသာဖြက်စီပြီးဂုတ်တိတတားကိုပြန်ပြင်းနေတဲ့စစ်ကော်မရှင်ဆိုတဲ့သတင်းအေးစစ်ဦးစီးချုပ်မွတ်စလင်လူထုနဲ့တွေ့ပြီးချင်းရခိုင်မှာရွေးကောက်ပွဲ လုပ်ဖို့စစ်တပ်ပြင်ဆင်တဲ့တဲ့လုံခြုံရေးထူထပ်တဲ့ရန်ကုန်မြို့တော်ခန်းမကိုတိုက်ခိုက်နိုင်ခဲ့တဲ့ကြောက်ကြအဖွဲ့ဆိုတဲ့တဲ့ လေရင်ဘုံကြောက်လို့ရှောင်နေတဲ့မိုးကုတ်ပြည်သူတွေကိုဘုံနဲ့အထက်မှန်ချိန်ချောင်းနေတဲ့စစ်တပ်ဆိုတဲ့သတင်းမရရကဒေသခံအများအများကိုဖမ်းဆီးတပ်ဖြတ်မှုစတိုင်လုပ်နေတဲ့စစ်တပ်ဆိုတဲ့သတင်းတီမောအမတ်တွေအတွက်ကအစ်စ်တွေဝယ်ပေးမယ်အစိုးရအစီအစဉ်ကိုဖီတူတွေကန့်ကွက်ဆန္ဒပြတဲ့သတင်းအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီနေ့တော့ပထမအုပ်ဆုံးသတင်းကတော့ကိုဘာတာဖြက်စီပြီးကုတ်ထိတ်တံတားကို ပြန်ပြင်းနေတဲ့စစ်ကောင်ရှင်ကြောင်းငင်းစားလိုက်ချင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိနောင်ချိုဘူရာနယ်ကုတ်ထိတ်တရားတို့ကိုစစ်ကော်မရှင်အပယ်ခန်းများထုံးကစက်တင်ဘာ15ရက်မနေ့ကလာရောက်ခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒါနဲ့တဆက်တဲ့အောက်ကလ24ရက်ကစေအုပ်စုဝင်ဖောက်ခွဲဖြစ်စီခဲ့တဲ့တပ်တန်ရင်ဂုတ်ထိတ်တရာရဲ့လာရှိုဘတ်ချန်ကန်ကတ်ခုံနဲ့တရာတိုင်းအမှန်16ကြားကတရာတန်ပေါင်းတွေကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နေရလို့ဆိုထားပါတယ်။တပ်တန်125နှစ်ရှိတရာကိုယာယီတောက်တိုင်နဲ့ယာယီတန်ပေါင်းတက်ဆင်နိုင်ရေးစီစဉ်နေတယ်လို့ဖြစ်စင်းထားတဲ့တရာအစိပ်ပိုင်းတွေကိုဖယ်ရှားပြီးတရာတန်ပေါင်းတစ်တွေအစားထိုးတက်ဆင်မှုလဲ စီစဉ်နေလို့စစ်ကောင်ရှင်ထိန်းချုပ်ထားတဲ့ဒီနေ့ထုတ်နေ့စဉ်သတင်းစာမှာရေးသားဖော်ပြထားပါတယ်။ပိုချုပ်ကြီးကလည်းပို့ဆောင်ရေးနဲ့စက်တရေးဝင်ကြီးဌာနဗီရောင်စုဝင်ကြီးအဖြစ်တာဝန်ပြောင်းခံရတဲ့မြထုံးကတမိုင်းဝင်နေတာဖြစ်လို့မူလလက်ရာဒီဇိုင်းအတိုင်းပြန်လည်တိဆောက်ဖို့အမိန့်ပေးသွားပါတယ်။ကဘာကျော်ကုန်းထိပ်တရာဟာနောင်ချိုကတဆင့် ကြောင်မဲမျိုးကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းတွေနဲ့နောင်မင်းကြီးရွာနာမှာတအံအမျိုးသားလူမျိုးရေးတမတော် TNL တို့နဲ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ကာလဩဂုတ်လ24ရက်မနက်ပိုင်းမှာဖောက်ခွဲဖြက်စီးခံခဲ့ရတာပါဒီတရားဖောက်ခွဲမှုနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်ဆွဆွဲပြုံးဆုံမှုတွေရှိခဲ့ပေမဲ့တရားဖောက်ခွဲခံရတဲ့ကာလအတွင်းစီးအုပ်စုဝင်တွေရှိနေတဲ့ပတ်ချံမှာပောက်ခွဲခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောဆိုထားကြပါတယ် ဒုတိယအနေနဲ့ ANC ကိုစီချုပ်မွတ်ဆလင်လူထုနဲ့တွေ့ပြီးချင်းစစ်ကော်မရှင်ကစစ်တွေမှာရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်လာတဲ့သတင်းကိုတင်ဆက်ပေးပါောင်းမယ်။ပြည်ခဲ့တဲ့အောက်ခလာအတွင်းရခိုင်ပြည်နယ်မောင်တောမြို့နယ်တွေကမွဆလင်တိုင်းဝိုင်းနဲ့အာရခတက်တော် AA စစ်ဦးစီးချုပ်ပိုးချုပ်ထွန်းမြင့်နိုင်တွားရောက်ပြစ်ဆောင်ခဲ့တဲ့သတင်းတွေဒီနေ့မှထွက်ပေါ်လာခဲ့ပါတယ်။ တဆန့်ထဲမှာပဲမင်းအောင်လိုင်ကအလုံးစုံလွန်ငင်းခွင်ပေးလိုက်တဲ့ဒေါက်တာအေးမောင်ဝင်းပြိုင်မဲ့စစ်တေမျိုးတော်အပါဝင်ကြောက်ဖြူနဲ့မအောင်တို့မှာရဲကောက်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့အကြောင်းသိရပါတယ်။စက်တင်ဘာ15ရက်မနေ့ကတက်ဆိုင်ရာခင်ရိုင်မြို့နယ်ရဲကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့တာဝန်ရှိသူတွေဟာ electronic mapping စနစ်ပတ်သက်ပြီးရှင်းလင်းမှုတွေပြုလုပ်ခဲ့တဲ့အပြင်လက်တွေ့စမ်းသပ် mapping တာတွေကိုပါရောက်ဆောင်ခဲ့တယ်လို့ဒေတာခန့်တွင်စီကနေသိရှိရပါတယ်။ ဒီဘွဲကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတက်ရောက်ခဲ့ပြီးကိုရက်စန်းသက်မဲပေးတာမျိုးလဲပြုလုပ်ခဲ့တယ်လို့အဲ့ဒီအကြောင်းသိရှိထားသူတချို့ထံကသိရပါဗျ ဂျကန်ဆက်ကွန်နမြို့နယ်မှာစလေးမြို့နယ်ဟာအာရခတက်တော်အေးရဲ့တိုက်ခိုက်သိမ်းပိုက်တာခံထားရပြီးစစ်ကော်မရှင်အနေနဲ့စစ်တွေကြောက်ယုံနဲ့မအောင်စတဲ့သုံးမြို့နယ်ကိုပဲထိန်းချုပ်ထားနိုင်တော့တာပါစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တို့တိမ်ပိုက်ရရှိရေးအာရခတ်တက်တော်ကဆက်လက်ဂျိုဗန်နီတို့စစ်တပ်ရွေးကောက်ပွဲကိုလက်မခံဘူးလို့အေးအေးပြောခွင့်ရဥခိုင်ဒုခခါပြောဆိုထားပါတယ်။ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်တရားနှစ်ခုမှာစတင်ပြီးလုံမှာဖြစ်ပြီးရခိုင်ကစစ်တပ်ထိန်းချုပ်ထားနိုင်တဲ့သုံးမြို့နယ်လည်းအပါအဝင်ဖြစ်ပါတယ်။စတင်မှာ14ရက်ကစစ်တပ်ရွေးကောက်ထုတ်ပြန်တဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့လွတ်တော်၃ရက်ရဲ့မဲဆန္ဒနဲ့တရား22ခုအတွင်းရခိုင်ကရန်ပြဲပေါတော်ပုံနာကျွန်းရတိတောင်ဘူဒီတောင်မောင်တော်ကြောက်တော့ မင်းပြမြေပုံနဲ့ညာဦးစားတဲ့မြို့နယ်ဆယ်ကူပါဝင်လာတွေ့ရပါတယ်။ဒါပေမဲ့အေးအေးပဲထိန်းချုပ်ထားတဲ့တန်တွဲအန်တောင်ကုန်းနဲ့ကွာတို့ကိုတော့ရေကောက်ပွဲမလုံနိုင်တဲ့ဒေသတွေမထည့်ထားပါဘူး။နောက်ထပ်သတင်းတပုတ်အနေနဲ့လုံခြုံရေးထူထပ်တဲ့ရန်ကုန်မြို့တော်ခံမကိုတိုက်ခိုက်နိုင်ခဲ့တဲ့တယောက်ကြားအဖွဲ့သတင်းကိုပြပြချင်ပါတယ်။ မြုံကျုံရဲ့အလွန်ထူထပ်တဲ့ရန်ကုန်မြို့လေကမြို့တော်ခမ်းမကိုဘုံအုံပြုတ်ပြီးဖောက်ခွဲတိုက်ခိုက်နိုင်လိုက်တယ်လို့မြို့ပြပြောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Freelance Attack Force FLAC ကသိရပါဗျ။ စစ်ကောင်စီအလို့ကြောင့်ပြုံမှုဆောင်ရွက်နေရကြောင်းရန်ကုန်တိုင်းကြောက်တရားမြို့နယ်စူးရီဖင်ရနဲ့မဟာဗန္ဓုလာပန်းချန်နာကစစ်ကောင်ရှင်လောက်ခံတွေရုံးဆိုင်ရာစူးလေမြို့တော်ခမ်းမကို တိုက်ခိုက်ခဲ့တာလို့ FLA ကပြောပါတယ်။ဒီနေ့မနက်6:35မိနစ်လောက်ကပြုလုပ်ခဲ့တဲ့ဒီပောက်ကွဲမှုကို အနီးတစ်ဝိုက်ကခန်းစားသိရှိခဲ့ရတယ်လို့ကြောက်တရားမြို့နယ်အတွင်းအဆောင်နေသူတချို့စီကသိရပါတယ်။ မနက်ကအုံးစုံတဲ့အတန်းတော့ကြားလိုက်တယ်။ဘာထင်မှန်းတော့မသိဘူး။နနစ်လှန့်တော့ကားဘိန်ပေါက်တာလားဘုံပေါက်တာလားမသိကြွယ်ဘူး။အခုမနက်မှဖောက်ခွဲခံရတာမှန်းသိတာ။ခြိခိုက်ပျက်စီးမှုကတော့မသိဘူးလို့ကြောက်တရားမျိုးမှနေထိုင်သူတအုပ်ကပြောပါတယ်။မျိုးပြပြောက်ကြားတပ်ဖွဲ့ဘက်ကလည်းမရှင်ရဲဘော်တွေပြည်မှန်မြို့နယ်ကဘေးကင်းစာဆုတ်ခွာနိုင်ခဲ့ပြီးစေအုပ်စုဝင်တွေရဲ့အခြေအနေအသေးစိတ်ကိုမသိရှိရသေးဘူးလို့ဆိုထားပါတယ်။ ဟုံးပေါက်ကွဲမှုအပိစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဘက်ကအနီးတစ်ဝိုက်ကိုပိန်းဆိုးရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။ FRL အင်အားစုအနေနဲ့ရန်ကုန်မြို့အတွင်းစစ်ကော်မရှင်တပ်ကိုအများပြည်သူလူထုနဲ့အတူတုံ့လန့်ခုခံနေမယ်လို့ပြောပါဗျ။ စီအိုဆူအလုံးစုံထင်းချုံထားနိုင်တဲ့ရန်ကုန်မြို့အတွင်းစစ်တပ်ဘက်ကပြပြပြောက်ကြားအခွဲတွေကိုနီလန်ရှာဖွေဖမ်းဆီးမှုတွေနဲ့အတူစစ်မှုထမ်းအတွက်လူဖမ်းဆီးတာတွေကိုပါတပိုင်းလှုပ်ဆောင်နေရကြောင်းစောင်းနေချက်တင်းနေတဲ့ရန်ကုန်လူထုအတွက် ပုံမှုအခက်တွေ့နေရပါတယ်ဆလပီလေရင်ပုံးကြောင်းလို့ရှောင်းနေတဲ့မိုးကုတ်ပီတူတွေကိုဘုံနဲ့စစ်တပ်ထမှန်ချင်းကြောက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ် စစ်တပ်ဘုံကြောင့်ဩဂုတ်လတုန်းကအရသား20ကျော်တည်ဆုံခဲ့တဲ့မိုးကုံမြို့အရှိပိုင်းလင်းအောင်ကြီးဘုံကြီးကျောင်းနာကိုဒီနေ့မနက်ပိုင်းမှာထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဘုံကျောင်းလိုတိတ်ဆောင်နေတဲ့အတွက်ရွှေပူရက်ကွက်ထဲကဒေတာကန်တွေဟာပေါင်ဝိုင်းဟာဘုံကန်ကြောင်းထိခိုက်တည်ဆုံမှုနှဲပါခဲ့ရတယ်လို့လက်ရှိမြို့တွင်ရှိနေသူတွေစီကသိရပါဗျ။ ပေးခဲ့တဲ့ဇူလိုင်နဲ့အောက်ဘုံမှာဆယ်စင်လောက်ဖုန်းကျဲခဲ့တာဆိုတော့တခြားနယ်ပြောင်းနိုင်တဲ့အဆင်ပြေတဲ့လူတွေတော်တော်များများပြောင်းကြတယ်။အချို့အိမ်ဆောင်လောက်ထားပြီးပြောင်းတာရောအကုန်လုံးပြောင်းတာရောပဲအဲ့ဒါကြောင့်အခုထိတာနဲ့ရလို့တော်လင်းတက်တဲ့နီးဆက်သူမိုးကုတ်မြို့တရင်ရင်မြေကပြောင်းပါတယ်။ဒီတိမနဲ့9နာရီလောက်ကကျဲချတဲ့ဘုံကြောင့်ကုန်းကြီးကြောင့်အောက်ဘက်ရှိနေလေးလုံးပြက်စီခဲ့ပြီးတက်လာပိုင်းမျိုးသမီးတအူမစိုးရင်ရထန်ရရရှိခဲ့တယ်လို့သိရပါတယ်။ ပြခဲ့တဲ့အော်ဂူလာနေရကနဲ့၁၈ရက်အထိမိုးဟုံမြုပ်ပြီးသူတွေအပေါ်ဆေယုစုကဘုံကားကျင်ကျဲချတိုက်ခိုက်ခဲ့ရမှာဖီသူ၄၁ဦးသေဆုံးခဲ့ပြီးဇူလိုင်၁၀ရက်ကနေ၂၉ရက်အထိငါးကျင်ဘုံကျဲမှုမှာလည်းအရသား၉ဦးသေဆုံးရတဲ့အပြင်၄၃ဦးဒဏ်ရာရခဲ့တယ်လို့ PSLF TNN ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိမိုးဟုံမြုပ်တွင်ဆက်လက်နေထိုင်ကြသူတွေဟာဝေကြီးအဆင်မပြေသူအများစုနဲ့ တခြားအကြောင်းရင်းတွေကြောင့်ဖြစ်ပြီးကျန်နေတဲ့မိုးကုတ်မြို့ခံအိမ်ဆောင်စု၄ဘုံ၃ဘုံလောက်ဟာဘုံကုန်ကျင်းတွေတူထားကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်ဂလာ၁၄ရက်နေ့ကဆစ်ဆောင်လေးခုလုံနေတဲ့လင်းအောင်ကြီးဘုံကြီးကြောင်ဘုံကျဲခံရမှုမှာမိုးကုတ်မြို့ကိုတန်းအတထင်းချုပ်ပြီးနောက်အစိုးရအဆုံးနဲ့လူသေးပြောက်အများဆုံးဘုံကျဲခံရမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးကိုဝင်ဆောင်တဲ့ကလေးတွေအပါအဝင်အရသာ၂၁ဦးအထိတည်ဆောင်းခဲ့ရပါတယ်။ ပြည်ရင်းကနောက်ဆုံးသတင်းကတော့မရယာကဒေသခံအမြောက်များကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်မှုစတိုင်လုပ်နေတာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကနေမန္တလေးတိုင်းမရယာမြို့နယ်တဲကိုကူးလာတဲ့စစ်တပ်စစ်ကြောင်းဟာအဲ့ဒီကဒေသခံတွေကိုဒုက္ခပေးနေလို့သတင်းရရှိပါတယ်။ ဝလက်မြော့အရှိချမ်းကစင့်ကန်ရွာမှာပြီးခဲ့တဲ့ဇူလိုင်လက အထိုင်ချတက်ဆဲထားရကနေအခုစက်တင်ဘာလဇန်ပိုင်းကစတင်ပြီးမတရားဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတာလို့ဒီကြောင်သိရှိထားသူတွေကပြောပါတယ်အဲ့ဒီလိုဝက်လက်မတရားအဆက်ကအနီးနားကျွရတွေကိုလက်ပတ်စစ်ကြောင်းထုံးနေခြင်းအတွင်းတိတာခံပြည်သူတွေကိုအဲ့ဒီမှာဖမ်းဆီးတပ်ဖြတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် လက်ရှိအချိန်အထိဒေသခံဆယ်ဦးထံမှနေကိုစစ်တပ်စစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ပြောဆိုမိသူတွေလည်းရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တအူးကပြောပါတယ်။ဒေသတွင် အဖွဲ့တစ်ခုဖြစ်တဲ့ Wildlife Information နဲ့ Network ကတော့အဲ့ဒီစစ်ကြောင်းကဇွန်လ17ရက်ကစတင်ပြီးအခုစတင်မှလာတဲ့အချိန်ဒေသခံ29ဦးကိုတပ်ဖြတ်ခဲ့ပြီးကျေးရွာ9ခုထံမှနေကိုမိရှုဖြက်ဆီးထားတယ်လို့ဆိုပါတယ်။ အဲ့ဒီစကြောင်ဟာမန္တရာဝက်လက်အဆက်ကတဲကျွန်းစင်ကိုင်နဲ့မိုးကျွရွာတွေကဒေသခံအယောက်40လောက်ကိုဖမ်းဆီးခဲ့ရမှာ30ကျော်ပြန်လုခဲ့ပေမဲ့ငါးဦးပျောက်ဆုံးနေရလို့လည်းသိရပါဗျ။ဒေသခံတွေကတော့ပျောက်ဆုံးနေတဲ့မိုးကျွရွာခံတအူးကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတပ်ဖြတ်လိုက်တယ်လို့ပြောပါဗျ။ အခုဝက်လက်မတရားအဆက်ကကျေးရွာတွေကိုဝင်ဝင်နေတဲ့စစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းကြီးတစ်ခုကနေခွဲထွက်လာတာဖြစ်ပြီးပင်မစစ်ကြောင်းကနေဝက်လက်စကိုင်းနဲ့မတရားမြို့နယ်တွေကိုထန့်ကျက်ဝင်ရောက်နေတာဖြစ်တယ်လို့သိရှိရပါတယ်နောက်ဆုံးပြပါတဲ့အနေနဲ့အရှိတီမောကအမတ်တွေအတွက်ကားသစ်တွေဝယ်ပေးမယ်။အစိုးရအစီအစဉ်ကိုပြီးသူတွေကန့်ကွက်ဆန္ဒပြနေတဲ့တင်းကိုပြောပြရင်ကျမရဲ့ဒီနေ့အတွက်တင်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစေရှင်။ အစိယံဆုံးအရှိတောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့အရှိတီမော်မှာလွှတ်တော်အမတ်တွေအတွက်ကားတက်တွေဝယ်ပေးဖို့စီစဉ်နေတဲ့အစိုးရကိုကန့်ကတ်ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပါတယ်။အရှိတီမော်အစိုးရဟာပြီးခဲ့တဲ့2024ခုနှစ်ကအတည်ပြုထားတဲ့လွှတ်တော်အမတ်65ဦးအတွက်ကားတက်တွေဝယ်ပေးဖို့အတွက်စီစဉ်နေတာပါ။ ဒါကြောင့်တက္ကသိုလ်ကျောင်းသားအများစုပါဝင်တဲ့လူတစ်ထောင်ကျော်ဟာမြို့တော်ဒေလီရှိအမျိုးသားလွှတ်တော်နာမှာစုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ရဲတွေကစက်တင်ဘာ15ရက်မှာဆန္ဒပြသူတွေကိုမျက်ရည်ပုံးတွေအသုံးပြုပြီးဖြိုခွင်းမှုချိုးပန်းခဲ့ကြပါတယ်။ လွတ်တော်အမတ်တွေအနေနဲ့မိမိတို့ကျင့်ဝတ်ကိုမြင့်တင်မှုအတွက်တူတာပရာဒိုတွေဝယ်ယူမဲ့ဆုံးဖြတ်ချက်ကိုဖြတ်သိမ်းပေးဖို့ကျွန်တော်တို့တောင်းဆိုပါတယ်မဟုတ်ရင်တော့ကျွန်တော်တို့ဒီနေရာမှာပဲဆက်ပြီးဆန္ဒပြနေမှာပါလို့ဒေလီမြို့အခြေဆိုင်ပုဂ္ဂလိကတက္ကသိုလ်တစ်ခုကចောင်းသားလီယိုနီတိုကာဗာလိုကပြောပါတယ် ငြိမ်းချစွာစတင်ဆန္ဒပြခဲ့ကြပေမယ့်ဆန္ဒပြသူတချို့ကလွတ်တော်ဘက်ကိုကြောက်ကြဲရည်နဲ့ပြဖောက်ခဲ့ပြီးကားတချို့ပျက်စီးခဲ့တဲ့အတွက်ရဲတပ်ဖွဲ့ဘက်ကလည်းမျက်ရည်ကိုဘုံတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာဆန္ဒပြသူလေးဦးထံမှလည်းမျက်ရည်ကိုဘုံတံရရရှိခဲ့ပြီးအနည်းရှိကျန်းမာရေးဌာနစီပို့ဆောင်ခဲ့ရပါတယ်။အမျိုးသားရဲတပ်ဖွဲ့အရာရှိ Justin Nominess ကတော့ပျက်စီးဆုံးရှုံးမှုတွေအတွက်ဆန္ဒပြပွဲစီစဉ်သူတွေစီကနေ တာဝန်ယူမှုတောင်းဆိုနိုင်မှုစင့်ခေါ်မယ်လို့ပြောပါရယ်အရှိတီမောမလွတ်တော်ကနေဒီနေ့အတွက်ဘတ်ဂျက်အတည်ပြုမှုအတွင်းလွတ်တော်အမတ်တွေအတွက်တူတူတာကားတွေဝယ်ယူဖို့အတည်ပြုခဲ့တာကိုဖျက်သိမ်းပေးဖို့နိုင်ငံပါတီတချို့ကလည်းတောင်းဆိုမယ်လို့မနစ်တုံးကပြောကြားထားပါရယ်တယန်ဇာတာပေါ်မိခုနေရတဲ့အရှိတီမောနိုင်ငံရဲ့လူရည်၄၀ရာခိုင်နှုန်းကျော်ဟာဆင်းရဲဝတ်တည်မှုမြင်အောင်မှာနေထိုင်နေကြရတာဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။ ။ MP ရဲ့တနေ့တန်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပေးသူအားလုံးကိုလည်းအထူးကင်ကျေးဇူးတင်ရှိပါရစေ။မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပေးကြပါစေရှင်။